ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် KP account ဖွင့်တဲ့အခါမှာဘဏ်ကိုသွားကြရမလို့ပဲနဲ့ကိုကိုတိုင်းဖွင့်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ KP account ဖွင့်မယ်ဆိုလို့ရှိရင် Google Play Store ကိုဝင်လိုက်ပါမယ်ပြီးရင်တော့ search box မှာဆိုလို့ရှိရင် KP app လေးကိုရရှာလိုက်ပါမယ်အလိုက်တဲ့ခါမှာဒီမှာ KP application လေးကြာလာဖြစ်ပါတယ်ဒီ KP application လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာ install လုပ်ထားမှာဖြစ်ပါတယ် ကျွန်တော်တို့ဖုန်းထဲမှာ GPay application တွေ install လုပ်ပြီဆိုလို့ရှိရင် GPay application တွေကိုဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာမြင်ရတဲ့ပုံစံလေးကဒီပုံစံလေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့က account တစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင် account ဖွင့်ပါ login ဝင်ပါလေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်နှိပ်ပြီဆိုတော့ကျွန်တော်တို့ account ဖွင့်မဲ့ဖုန်းနံပါတ်လေးကိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ account ဖွင့်လိုက်တဲ့ဖုန်းနံပါတ်မှာဆိုလို့ရှိရင်သူက SMS အနေနဲ့ဒီ code လေးကိုပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ SMS ထဲကိုသွားပြီးတော့ဒီကျွန်တော်ဖုန်းနံပါတ်ထဲကိုပို့လိုက်တဲ့ code နံပါတ်လေးကိုသွားကြည့်ပြီးတော့ဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် code နံပါတ်လေးကိုရိုက်ထည့်ပြီးတော့အောက်မှာလောက်ဆောင်မီဆိုတာလေးကိုနှိပ်လိုက်ရမှာဖြစ်ပါတယ် ကိုယ်နဲ့မရထပ်ပြီဆိုလို့ရှင်ဖြေရမယ့်အချက်အလက်လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ရဲ့မျက်နှာကိုမှတ်တမ်းတင်ပြီးတော့ ID အတည်ပြုပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ ID card ကိုကျွန်တော်တို့ရှေ့ရောနောက်ရောပေါ့နော်ဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကမှတ်ပုံတင်တဲ့ ID တင်မယ်ဆိုလို့ရှင်လေဒီမှတ်ပုံတင်ကိုကျွန်တော်ရှေ့မျက်နှာစာကိုဓာတ်ပုံရိုက်မယ်နောက်မျက်နှာစာကိုတစ်ခါဓာတ်ပုံရိုက်မယ် နောက်တစ်ခုကတော့အဆင့်သုံးအနေနဲ့ကျွန်တော်တို့ရဲ့ကိုယ်ရေးအချက်လက်တွေကိုဖြည့်ပြရမှာဖြစ်ပါတယ်။ဒီကိုယ်ရေးအချက်လက်တွေကတော့ကျွန်တော်တို့ရဲ့နာမည်တွေ၊ကျွန်တော်တို့ရဲ့မှတ်ပုံနေနံပါတ်တွေကျွန်တော်တို့ဘယ်မှာနေထိုင်တာလဲပေါ့နော်။ဒါတွေကိုဖြည့်ပြရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီအဆင့်တွေကိုလုပ်ဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်တို့လုပ်ရမှာကတော့ဒီအောက်မှာရှိတဲ့ဖြစ်ထားသောကိုယ်ရေးအချက်လက်များအပြင်ဆင်ပြောင်းလဲခြင်းကိုသဘောတူပါသည်ဆိုတာလေးကိုအမှန်ကြည့်ပေးရမှာဖြစ်ပါတယ်။အမှန်ကြည့်လေးပေးပြီဆိုလို့ရှင်တော့ဩဂတ်စတင်ပြီကိုနှဲ့ရမှာဖြစ်ပါတယ်။ ဒီစားတဲ့မြေကိုနှိပ်လိုက်တဲ့ခါမှာအဆင့်တင်နေတဲ့ကျွန်တော်တို့ရဲ့မျက်နှာကိုဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်နော်ဒီပိုင်းလေးတော့ကျွန်တော်မပြတော့ဘူးသူပေးထားတဲ့ကျွန်တော်တို့ frame လေးထဲမှာကျွန်တော်တို့ရဲ့မျက်နှာကိုဝင်အောင်ရိုက်ပြီးတော့ software ကကျွန်တော်တို့ခေါင်းကိုဘယ်ဘက်လှည့်ခိုင်းနေဆိုလို့ရှင်လှည့်ပေးရမှာဖြစ်ပါတယ်အောက်ကငုံခိုင်းနေဆိုလို့ရှင်ငုံပေးရမှာဖြစ်ပါတယ်နော်သူလှုပ်ခိုင်းတဲ့အဆင့်လေးလေးလောက်ပြီးဆိုလို့ရှင်နောက်တစ်ဆင့်နေနဲ့ကျွန်တော်တို့ရဲ့ ID card ကိုဓာတ်ပုံရိုက်ရမှာဖြစ်ပါတယ်ကျွန်တော်မှတ်ပုံတင်ဆိုလို့ရှင်လည်းမှတ်ပုံတင်ပါနော် ID card ပုံတင်မယ်ဆိုလို့ရှင်သူတို့ခန့်နာတော့ဒီမှာဆိုလို့ရှင် ID card ရဲ့အရှိတ်ချံပုံရရင်နောက် ID card ရဲ့နောက်ဖက်ချံပုံရရင်ဆိုပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ID card ရဲ့ရှေ့ဘက်ချံပုံရရင်ဆိုလို့ရှင်ဒါလေးကိုနှိပ်လိုက် နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကင်မရာတွေကိုရောက်သွားဖြစ်ပါတယ်နော်ဒီကင်မရာထဲမှာကျွန်တော်တို့ရမှတ်ပုံတင်တွေကိုဒီတိုင်းလေးရိုက်ပြရမှာဖြစ်ပါတယ်ဒီဆိုရင်တော့အောက်ကအမှတ်ကြေးလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်နောက်တစ်စက်အနေနဲ့ ID card ရဲ့အနောက်ဘက်ခြမ်းကိုပုံရိုက်ပြရမှာဖြစ်ပါတယ်နှိပ်လိုက်တဲ့ခါမှာဒီမှာကျွန်တော်တို့ရဖုန်းကင်မရာတွေကိုရောက်သွားဖြစ်ပါတယ်ကျွန်တော်တို့ရမှတ်ပုံတင်ကိုဒီမှာကင်မရာနဲ့ရိုက်ပြရမှာဖြစ်ပါတယ်ဒီဆိုလို့ရှိရင်အောက်ကအမှတ်ကြေးလေးကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဆက်သွားမိကိုနှိပ်ရမှာဖြစ်ပါတယ် တင်လိုက်တဲ့အခါမှာဒီမှာဆိုလို့ရှိရင်အချက်လက်တွေကျွန်တော်တို့ဖြည့်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြည့်ရမှာဖြစ်ပါတယ်နောက် ID ကပ်ပေါ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှတ်ပုံတင်ပေါ်မှာရှိတဲ့နာမည်အတိုင်းတူအောင်ဖြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ ID ကပ်နံပါတ်ပဲဖြစ်ပါတယ်ကျွန်တော်တို့မှတ်ပုံတင်နဲ့တင်နေဆိုလို့ရှိရင်လည်းမှတ်ပုံတင်နံပါတ်ပေါ့ဒါမှမဟုတ်က Passport နဲ့တင်နေဆိုလို့ရှိရင်လည်း Passport နံပါတ်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ဒီမှာတစ်ခုတတိထားမှာကကျွန်တော်တို့ကမှတ်ပုံတင်ရဲ့နံပါတ်ကိုရိုက်ထည့်တဲ့အခါမှာမြန်မာစာလုံးနဲ့ရိုက်ထည့်လို့မရပါဘူးเนาะအင်္ဂလိပ်စာလုံးနဲ့သာရိုက်ထည့်လို့ရမှာဖြစ်ပါတယ်မြန်မာစာလုံးနဲ့ရိုက်ထည့်မယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့ဝန်ဒီလေးတက်နေမှာဖြစ်ပါတယ်เนาะအဲ့တော့မှတ်ပုံတင်နံပါတ်ကိုရိုက်ထည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာလုံးလေးနဲ့ရိုက်ထည့်ပေးဖို့လိုပါတယ်နောက်တစ်ခုကဂျန်နာပါကျွန်တော်တို့ကကြားလာမှလာရွေးပေးရမယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့မွေးနေ့ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီကတော့လူမျိုးရွေးပြရမှာဖြစ်ပါနော်ကျွန်တော်တို့ကမြန်မာဖြစ်တဲ့အတွက်မြန်မာကိုရွေးပေးမယ်ပြီးရင်အလုတ်ကံရတော့ကိုယ်နဲ့ပတ်သက်တာတခုကိုရွေးချယ်ပေးလို့ရတယ် ပြန်တော့ကျွန်တော်တို့နှစ်ထိုင်ရာပြည်နယ်တိုင်းမြို့နယ်မြို့တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။အကောင်လုံးဖြစ်ပြီဆိုလို့ရှင်တော့အောက်မှာရှိတဲ့ဆက်သွားမိလေးကိုနှိမ့်လိုက်မယ်ဆိုလို့ရှင်ဟို KP အကောင်လေးတခုကိုအောင်မြင်သွားရရှိမှာဖြစ်ပါတယ်။ဒီမှာရှိတဲ့အချက်လက်တွေကကျွန်တော်တို့တင်တဲ့မှတ်ပုံတင်ရဲ့အချက်လက်တွေနဲ့တူဖို့တော့ရည်ကြီးပါတယ်။